ပျော်ရွှင်မှုထက်ပိုသောအရာကျမတို့ရဲ့အနှစ်40မြောက်မင်္ဂလာနှစ်ပတ်လည်ပါတီပွဲမှာသမီးဂျက်စီကာဟာဖန်ခွက်ကန်ရထရက်လိုက်တယ်။သမီးရဲ့အပြုံဟာကျမနဲ့လုံးဝမတူတဲ့သူ့ရဲ့ပင်ကို ပြုံးသက်သက်ပဲ။ကျမတို့ရဲ့နောက်ဖေး channel ကဒူဒူတာယာစကားသံတွေကြားကို သူမရဲ့အတန်ကဖောက်ထွက်လာတယ်။ရိုးရိုးသက်သက်ပြောရရင် ဖေနဲ့မေတို့ကိုကြည့်ပြီးဘလို့များဒီလိုဖျက်ဆီးနိုင်ခဲ့လဲဆိုတာကျွန်မတော့နားမလည်ဘူးဒီနှစ်တွေအားလုံးကျွန်မသာဆိုထွက်သွားမှာပဲဘွားကဝန်းနေပူဆွဲဖို့အတွက်အရန်တို့လွန်းတယ်ထဲ့လူအနေငယ်ကလက်ခုပ်တီးကြတယ်အများစုကတော့လူငယ်တွေပေါ့ကျမတို့ရဲ့အစိုးဆုံးချိန်တွေကိုမြင်ဘူးခဲ့တဲ့တငယ်ချင်းတို့ကတော့သူတို့ရဲ့ခြံတိုင်ကလထိုင်တွေပေါ်မှာမသက်မသာလှုပ်ရှားလိုက်ကြတယ် ကျမခင်ပွန်တဲ့ကမပြစ်မနေချိတ်ဆွဲခိုင်းခဲ့တဲ့အက်ဒီဆင်မီဒီယန်အောက်မှာခနာကြများရင်းနှီးပြီးသားရှယ်ယွန်ချင်းရဲ့စုကနေနာခြင်းမှုကိုခံစားလိုက်ရတယ်။တမီးပြောတာမှန်ချင်းမှန်နေမှာကျမမိုက်မဲခဲ့တာဖြစ်ချင်းဖြစ်နေမှာအဲ့ဒီနောက်မှာကျမချင်းကိုစပွဲတစ်ဖက်ကနေလှမ်းကြည့်လိုက်တယ်။1962ခုနှစ်တုန်းကအိုဟိုင်းယိုးပြည်နယ်ပြည်နယ်ပွဲတော်မှာရိုင်နေနေတဲ့ဘိန်လုံးကြီး Ferris Wheel ပေါ်မှာကျမကိုမယိုင်မလဲထိန်းထားပေးခဲ့ဘူးတဲ့သူ့လက်တွေဟာအခုတော့အနှင်းငယ်တုံနေပြီ။သူက65နှစ်ရှိပြီ။သူ့မျက်ညံဟာဟောင်းနှွဲနေတဲ့အလံဟောင်းတစ်ခုလိုပဲကန်ဆက်နာတဝိုက်မှာစတင်ပြေပြစ်လာပြီ။ဒါပေမဲ့အဲ့ဒီအချိန်အခိုက်အတန့်လေးမှာ သူကျမကိုကြည့်တဲ့အကြည့်အဲ့ဒါကအရင်ကအကြည့်နဲ့အတူတူပဲ။မင်းရဲ့ငါရဲ့ ကဘာကြီးတစ်ခုလုံးကိုရှင်ပြိုင်မယ်လို့ပြောနေတဲ့အချိန်မျိုးအဲ့ဒီတော့ جماعه တစ်ခုခုပြောဖို့လိုအပ်နေပြီဆိုတာတိလိုက်တယ်သူတို့အတွက်မဟုတ်ဘူး جماعه ကိုယ်တိုင်အတွက် သူ့အတွက်ဒီကောင်းမာပြီးလှပပြီးတခါတရံကြမ်းတမ်းတဲ့လောကကြီးကနေ جماعه တို့နေရာ twin two ယူခဲ့တဲ့အနှစ်40အတွက်ကျမအသက်20မှာဂျင်မနဲ့ဆုံခဲ့တာ သူကဆက်မှုလက်မှုကြောင်းကနေထွက်လာပြီးဒေသခံတမနီဆက်ယုံမှာအလုံးလုံးနေတယ်။ဘသူရဲ့အိမ်မက်တွေကိုမဆိုထန်းထားနိုင်လောက်အောင်ကျေပြန်းတဲ့ပခုံးနေရှိတယ်။သူကတိတ်ဆိတ်တယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကဘလာမဟုတ်ပဲပြေဝနေတဲ့တိတ်ဆိတ်မှုမျိုး။နောက်တစ်နှစ်မှပဲကျမတို့လက်ထပ်ခဲ့ကြတယ်။အော်ဂန်ကအတန်နေနေပြက်နေတဲ့ဖျားเจ้าငယ်လေးတစ်ခုမှပေါ့။ကျမရဲ့ပန်းစီကလည်း အမေရဲ့ဥယျာဉ်တွေကဒေစီပန်းတွေနဲ့လှုပ်ထားတာငယ်စဉ်ကတည်းကဂတိပေးခံခဲ့ရတဲ့ပုံပြင်ဆန်တဲ့ဇက်လန်ရဲ့အဆလိုမျိုးခံစားခဲ့ရတယ်။ဒါပေမဲ့ဘဝကပုံပြင်ဆောင်မဟုတ်ဘူး။ရုပ်တရက်ရောက်လာတတ်တဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်နေခြင်းပဲ။ပထမနှစ်တွေက ပြေစုံမှုနေပြီမဲ့ချုံမြင်ခဲ့တယ်။တန်စားရိုက်ချန်စီယိုတွေနဲ့ ျော်လင့်ချက်အပြည့်နဲ့ဥယျင်တွေသာရှိတဲ့မြို့နယ်တစ်ခုရဲ့သေးငယ်တဲ့အခန်းတွဲလေးမှာနေခဲ့ကြတယ်။အလုတ်စင်းချိန်တွေမတူညီဘူး။လွန်လွန်ကျူးကျူးချက်ပြုတ်ထားတဲ့ဟင်းလျာတွေကို စားကြပြီးယုံနာတက်ထားတဲ့ TV ကအဟောင်းတွေပြန်လွှင့်နာကိုကြည့်ရင်မျက်ရည်ကျတဲ့အထိရီမောခဲ့ကြတယ်။ကျမတို့မှာပတ်ဆက်မရှိပေမဲ့ဆင်းရဲတယ်လို့မခံစားရဘူး။တအူးကိုတအူးရှိခဲ့တယ်။ အဲ့ဒီနောက်1990ပြည်လုံးနှစ်တွေရောက်လာတော့ကဘာကြီးကကျမတို့ခြေထောက်အောက်မှာရွေလျားသွားတယ်။ဆက်ယုံကသူ့ကိုအလုံးထုတ်လိုက်တယ်။သူ့အတွင်းထဲကမီးလုံးလေးတစ်လုံးပြောက်ကွယ်သွားသလိုပဲ။သူ့အလုပ်ကိုဂုံယူခဲ့တဲ့ဂုံသိက္ခာပင်ပန်းနှွဲ့နေပြီးအညစ်အကြေးတွေပေပြီးအိမ်ပြန်လာရတဲ့ရိုးရှင်းတဲ့ဂုံသိက္ခာတွေပြောက်ကွယ်သွားတယ်။အသက်မွေဝမ်းကြောင်းအတွက်သူ့စစ်ထဲဝင်လိုက်တယ်။ အချိုးကျေးဇူးတွေအတွက် ကျမတို့အတွက်လို့သူပြောတယ်။ဒါပေမဲ့သူဟာအရေးပါတဲ့ယောက်ျားတယောက်လို့ပြန်လည်ခံစားရဖို့အတွက်လည်းဖြစ်တယ်ဆိုတာကျမသိတယ်။1992ခုနှစ်မှာပင်လယ်ကွေးစစ်ပွဲ Desert Storm အတွက်သူ့ကိုစစ်မြေပြင်ဆီလွတ်လိုက်တယ်။အိမ်ပြန်ရောက်လာတဲ့သူဟာကျမခင်ပုံရဲ့မျက်နှာကိုဝစ်ဆင်ထားတဲ့လူစိမ်းတစ်ယောက်ဖြစ်နေခဲ့တယ်။ စစ်ပွဲကသူ့နောက်ကိုလိုက်လာခဲ့တယ်။ကျမတို့ရဲ့ညစာစာပွဲမှာထိုင်နေတဲ့အရေးပမာတကောင်ပေါ့။သူအရက်တော့တယ်။ပျော်ဖို့အတွက်မဟုတ်ပဲမတည်နိုင်တဲ့တခုခုကိုနှိမ့်မြုပ်ပစ်ဖို့ကြိုးစားနေတယ်လို့မျိုး။ခခအတီတီဆုံးဖြတ်ချက်နဲ့တောက်တယ်။အတီမွားကိစ္စလေးတွေဖန်ကွဲကြကွဲတာလမ်းပေါ်ကကားနောက်ဖေးပောက်ကွဲတဲ့လေးတခုရှိရင် သူအော်ဟစ်တယ်။တခါတည်း သူဘာမှမရှိတဲ့နေရံကိုစိုက်ကြည့်နေအောင်ကျမတွေ့ရတတ်တယ်။သူ့မျက်လုံးတွေကကျမစိတ်ကူးတဲ့တာမမြင်ဘူးတဲ့။တဲကန်နာရတခုမှမိုင်ပေါင်းများစွာဝေးလံနေတတ်တယ်။တညမှာတော့မိဖို့ကြောင့်ကျမ်းပြင်ပေါ်မှာသူ့ကိုကျမတွေ့လိုက်ရတယ်။သူ့ဘေးနာကလီနိုလီယံပေါ်မှာကွဲကျင်နေတဲ့ဝီစကီဘလင်းကလက်ခနဲ့တောက်ပနေတယ်။သူ့ရှိုက်ကြီးတငယ်ငိုနေတာ။ကြကြမဟုတ်ပေမဲ့ ကျမကိုကြောက်ရွံ့စေတဲ့နှက်ဆိုင်ပြီးတိတ်ဆိတ်တဲ့တုန်ခါမှုမျိုးအဲ့ဒီညဟာကျမအိတ်တလုံးထုတ်ပြီးထွက်သွားဖို့ဆုံးဖြတ်လို့နေပါဖြစ်ခဲ့တဲ့ညပဲလောကကြီးမှာအကြဉျဉ်တွေပြည့်နှက်နေတယ်။ကျမတငယ်ချင်းတွေကျမရဲ့အမေကိုယ်တိုင်ကပါချစ်ချင်းမြတ်တာနဲ့စိုးရိမ်မှုတွေထုတ်ပိုးထားတဲ့စကားလုံးတွေနဲ့အတူတူပြောကြတယ်။မာသာနင်ပျော်ရွှင်ဖို့ထိုက်တန်နေတဲ့ ဒါကနင်ထန်းပို့ထားရမယ်ဝင်တော့ဝင်ဖို့မဟုတ်ဘူးတဲ့နင်းဘဝကိုသူ့အတွက်ပေးဆက်စရာမလိုဘူးတဲ့နေခင်ပိုင်းစကားပြောအစီအစဉ်တွေနဲ့ကိုတိုင်ကူညီရေးစာအုပ်တွေအားလုံးကအတူတူပဲဟောပြောနေကြတယ်။ကိုကိုကိုဦးစားပေးပါ။ပျော်ရွှင်မှုဟာဘန်းတိုင်းဖြစ်ပြီးမပျော်ရွှင်မှုဆိုရင်သင်ဟာကြရှုံးနေတာ။အိုးဘုရားသခင်ကျမလုံးဝမပျော်ရွှင်ခဲ့ဘူး။ပျော်ရွှင်မှုကကျမပို့စကတ်ပေါ်မှာပဲမြင်ဘူးတဲ့။ ဝေးလံတဲ့နိုင်ငံတစ်ခုလို့ခန့်စားခဲ့ရတယ်။ဒါပေမဲ့သူတို့မပြောပြတဲ့အင်တာရဲ့အကြောင်းအချက်တစ်ချက်ရှိတယ်။ဒါကလွယ်ကူပြီးနေတာတဲ့နေရွက်တွေမှာတိဆောက်ထားတာမဟုတ်ဘူး။မိထဲမှာပုံသွင်းထားတာ။ကွဲကြေတော့မယ်လို့သင်သေးချာနေတဲ့အမှောင်ဆုံးညတွေမှာတန်ရိုက်ပြီးထုလုပ်ထားတာ။ကျမနေခဲ့တယ်။ကျမကသူတော်ကောင်းဖြစ်လို့မဟုတ်ဘူး။ ထွက်ပြေးဖို့အိမ်မက်မမက်ခဲ့လို့မဟုတ်ဘူး။ကျမကတိသစ္စာပြုခဲ့လို့နေခဲ့တာ။ယောက်ျားတယောက်အတွက်သက်သက်မဟုတ်ပဲသူဖြစ်ခဲ့တဲ့ကောင်လေးရဲ့အမှတ်တရအတွက်နဲ့သူပြန်ဖြစ်လာနိုင်တဲ့ယောက်ျားတယောက်ရဲ့မျောလင်းချက်အတွက်ကျမလက်ထပ်ခဲ့တဲ့ခြင်းမှာအထဲမှာရှိနေစေလို့ကျမယုံကြည်ခဲ့တယ်။သူမြင်ခဲ့ရတာတွေနဲ့လောက်ခဲ့တာတွေရဲ့အပြည့်စီးပုံအောက်မှာပိတ်မိနေတာ။ သူထွက်ပေါက်မရှာနိုင်ဘူးဆိုရင် သူထွက်လာတဲ့အထိဂူဘဝမှာကျမလက်နှိပ်ချက်မိကင်ပြီးစောင့်နေမယ်။ဂျာဟာကျမဘဝမှာလောက်ခဲ့ဘူးသမျှတွေမှာအကြမ်းတမ်းဆုံးအရာပဲ။နှစ်တွေအများကြီးကြာခဲ့တယ်။စစ်ပြန်ဆောက်ရှောက်ရေး VA မှာ စိတ်တင်းကျပ်နေတဲ့ချင်းဆိုးမှုတွေနောက်ဆုံးမှသူအကြဉာဏ်ခံယူဖို့သဘောတူခဲ့တာတွေ။ ကျမတို့နှစ်ယောက်လုံးစကားတော့မပြောနိုင်တော့အောင်ဘလာဖြစ်သွားတဲ့ရန်ဖြစ်ပွဲတွေနဲ့နှစ်တွေကြာခဲ့တယ်။ကိုကိုကိုငိုရင်းအိပ်ပျော်ခဲ့ရတဲ့ညတွေအများကြီးရှိခဲ့တယ်။ကျမမှမရှိဘူးလို့ထင်တဲ့ခွန်အားကိုဆူတောင်းခဲ့ရတယ်။ဒါပေမဲ့ဖြစ်ဖြစ်ချင်းပင်ပန်းကြီးစွာနဲ့သူကျမစီကိုပြန်ရောက်လာခဲ့တယ်။ဒါဟာတစ်ချိန်တည်းသောအခိုက်အတန့်မဟုတ်ဘူး။ သေးငယ်တဲ့အခိုက်တံပေါင်းတစ်ထောင်ပါသူအရက်ဖြတ်ပြီးနောက်ဆုံးပလင်းကိုပိုက်ထဲလောင်းချပစ်ခဲ့တဲ့နေ့ခြံနောက်ဘေးမှာခရမ်းကျင်ဆိုင်ခင်စတင်ခဲ့တဲ့နေ့လက်ကင်းသူ့လက်တွေဟာတုံခါနေတာမျိုးမဟုတ်ပဲနောက်ဆုံးတော့ဖန်တီးနေပြီကျမတို့ရဲ့ပထမဆုံးမြည်လေးနဲ့ဆော့ရင်သူရီလိုက်တဲ့ပထမဆုံးအကျင့်တကယ်နဲ့ဆိုင်နေရည်တဲ့မျိုး သူ့ပြန်လာခဲ့တယ်။ဒါကြောင့်ကျမတို့ရဲ့နှစ်ပတ်လည်ပါတီမှာဂျက်စီကာရဲ့စကလုံးတွေလေထဲမှာပြန်လွင့်နေချိန်မှာကျမရဲ့အတန်ကိုနောက်ဆုံးတော့ရှာတွေ့ခဲ့တယ်။ကျမထရက်လိုက်တယ်။ကျမရဲ့လက်တွေကလည်းအနှင်းငယ်တုံရင်နေတယ်။ပြီးတော့သူ့ကို သူတို့အားလုံးကိုကြည့်လိုက်တယ်။ပျော်ရွှင်မှုကအဓိကမဟုတ်ဘူးဖြစ်ချင်းဖြစ်နေမယ်။ ကျမမျောလင့်ထားတာထက်ပိုပြီးရှင်းလင်းပြတ်သားတဲ့အတန်နဲ့ပြောလိုက်တယ်။ကျမတို့ကိုပျော်ရွှင်မှုဟာအမြင့်ဆုံးစုလို့ပြောနေတဲ့လောကမှာကျမတို့နေထိုင်နေကြတယ်။မပျော်ရွှင်မှုဆိုရင်အရာအလုံးကိုပြောင်းလဲပြစ်တင်တယ်။အလုတ်မြို့အိမ်ထောင်ဘက်ဒါပေမဲ့အိမ်ထောင်ကြီးဆိုတာအဆုံးမဲ့အားလက်ရဖြစ်ဖို့မဟုတ်ပဲကြောင်းတစ်ခုဖြစ်နေမလား။ပြင်ပန်းလုံးလုံးမခံစားနိုင်တော့တဲ့အခါချစ်တတ်အောင်သင်ပေးဖို့ဖြစ်နေမလား။ ကိုဘယ်တော့မှခွင့်မလွတ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုခွင့်လွတ်တတ်အောင်သင်ပေးဖို့ဖြစ်နေမလားထွက်ပြေးဖို့အလုံးကပြောနေတဲ့အခါဆက်နေဖို့ရွေးချယ်တတ်အောင်သင်ပေးဖို့ဖြစ်နေမလားထင်တယ်မှတိတ်ဆိတ်ငြိမ်သက်သွားတယ်လူငယ်တချို့ကသူတို့ရဲ့ပကံတွေကိုငုံကြည့်နေကြတယ်ဒါပေမဲ့ခြံတစ်ဖက်မှာဆယ်စုနှစ်တခုကြာကလေဖြတ်ခဲ့တဲ့ခင်ပေါ်နဲ့ အနှစ်90ကျအိမ်တောင်သက်ရှိတဲ့ကျမရဲ့တငယ်ချင်းကာရိုးကိုတွေ့လိုက်ရတယ်။သူမမျက်ရည်တွေစီးကျနေရင်ဖြစ်ဖြစ်ချင်းခေါင်းညိတ်နေတယ်။လူတိုင်းနေတဲ့နယ်လို့ကျမမပြောပါဘူး။ကျမသမီးကိုတက်တဲ့ကြည့်ရင်ထပ်ပြောတယ်။မဖြတ်နိုင်တဲ့စီးရည်ရှိတယ်။ထွက်ခွာသွားတာကတခါတည်းရန်တတိအရှိဆုံးလုံရဖြစ်နိုင်တယ်။ဒါပေမဲ့ဆက်နေတာကလည်းသူ့ရဲ့ကိုယ်ပိုင်တတိမျိုးပဲ။ တစုံတရားကိုယုံကြည်ဖို့ရွေးချယ်တာပြပုံတွေကနေပြန်လဲတည်ဆောက်ဖို့ရွေးချယ်တာအဲ့ဒါကဝမ်းနည်းပူဆွေးမှုမဟုတ်ဘူးအဲ့ဒါကဆွဲပဲအဲ့ဒါကအလုတ်ထဲကအချစ်ပဲအနှစ်40ဂျင်ကသူ့ချိတ်အိတ်တွေကိုကျန်းပြင်ပေါ်မှာထားနေတုံးပဲကျမဆိုင်ကနေဝဲလာခိုင်းတဲ့အရာကိုဘယ်တော့မှမမှတ်မိဘူးဒါပေမဲ့သူ့လက်ရည်နှွေထွေးမှုကိုကျမလက်ထဲမှာခံစားရတဲ့အခါ ဒါမှမဟုတ်ကျမတို့ရဲ့မိလေးကို တူကိုင်နီးမှန်ကန်အောင်သူပြတာနေတာကိုမြင်ရတဲ့အခါကျမမိုက်မဲစွာကဲတင်ခဲ့တဲ့ပျက်စီးနေတဲ့သူတယောက်ကိုကျမမမြင်ဘူးကျမတို့တိဆောက်ခဲ့တဲ့ဘဝကိုကျမမြင်တယ်မုံတိုင်းနေကြကနေမဟုတ်ပဲမုံတိုင်းတွေကြောင့်တိဆောက်ခဲ့တာကျမတို့လုံနိုင်ခဲ့တယ်ကျမတို့ဒီနေရာမှာရှိနေတော့မယ်ပုံပြင်တွေကလို့မဟုတ်ပဲ ကျမတို့ဘာမှမကြံတော့ဘူးလို့တေချာနေတဲ့နေ့တွေမှာတော့မှပဲအကျိန်ပေါင်းများစွာတူးကိုတူးရွေးချယ်ခဲ့လို့ပဲအိမ်တော်ကြီးကကိုကိုပျော်ရွှင်မှုကိုကတိမပေးဘူးကိုကို အခက်ခဲတဲ့မှာအဖို့တူးကိုကတိပေးတယ်တခါတရံအဲ့ဒါကအများကြီးပိုကောင်းတယ်ဘာသာပြန်ဆိုသူ ဟမ်ဆိုင်စေမန်ပတ်စုတင်ဆက်သူဦးစိန်မြများစင်လူကြည့်မင်းတို့အချိန်ပေးနာရှင်မှုအတွက် accessory တာမှာကျေးဇူးတင်ရှိပါတယ်ရှင်